လက်ရှိချိန်ပရီးမီးယားလိလေဝဲကစားပြီးတဲ့အချိန်မှာပီးကိုအနည်းဆုံးတကူဒါအပြင်ကိုတွင်းကိုအများဆုံးကိုကိုရှိနေတဲ့အသင်းကိုတွားကြည့်မယ်ဆိုလို့ရှိရင်အာဆင်နယ်အသင်းတစ်သင်းတည်းကိုပဲမြင်ရလိမ့်မယ်ပြောချင်တာကပီးကိုအနည်းဆုံးအသင်းသုံးသင်းရှိတယ်တကူစီပဲဒါပေမဲ့အာဆင်နယ်အသင်းကပီးကိုလည်းအနည်းဆုံးတွင်းကိုမှလည်းကိုကိုနဲ့အများဆုံးနေထားမှရှိတယ်ဒါပေမဲ့အာဆင်နယ်အသင်းရဲ့ SCA တို့ဒီ short creation အရှင်ကိုတွားကြည့်မယ်ဆိုလို့ရှိရင် 89ချိန်ပေါ့နော်မိနစ်60တိုင်းမှာဆိုရင်22.25ချိန်နဲ့အဆင့်9နေရာမှာပဲရှိတာ short creation action တွေကအရင်အများကြီးမရှိပါပဲလေနဲ့ arsenal အသင်းရဲ့တိုက်စစ်တွေကဘလို့ကြောင့်ကိုသွင်းနေတယ်နားလေပြောမယ်ဆိုလို့ရှင် arsenal အသင်းတိုက်စစ်မှုဖြစ်တဲ့ veta yorkrat ဆိုလို့ရှင်အခုဆိုလို့ရှင် premier league မှာကိုရီရနေပြီစတိုက်ရနေပြီဆိုတော့ဘာကြောင့်လဲဒီအားတွေအကြောင်းအရာတွေကကျွန်တော်တို့ဒီ northern forest နဲ့ပွဲပါပို့ပြီးတော့မှအာရှင်းရှင်းလင်းလင်းမြင်ရလိမ့်မယ်လို့ထင်တယ်ဒီအဲအကြောင်းအရာက အာအာဒီတာဘုံတော်ပွဲလည်းမဟုတ်တလို့အာဆင်နယ်အသင်းဘယ်လိုကစားနေရလဲဆိုတာကိုတိမိခေါင်းမိုံတော့ပဲရှိမှာဒါပေမဲ့ပြီးခဲ့တဲ့အတိတ်ကာလမှာကြံနေခဲ့တဲ့အာဆင်နယ်အသင်းရဲ့ကစားနေတဲ့ဟန်နေတော်တော်များများကိုဒီအာဒီမှာအာဒီတာအနေနဲ့ပြောင်းလဲနိုင်နိုင်မယ်လို့ယူဆတယ်အာဆင်နယ်အသင်းအနေနဲ့ပောက်ကွဲနိုင်နိုင်မယ်ပေါ့ဆိုတော့ဒီအကြောင်းအရာတွေကို Notian Forest နဲ့ပွဲမှာမြင်ရတယ်ဆိုတော့အာဆင်နယ်အသင်းရဲ့ဘေးရက်ပလေးတွေအာဆင်နယ်အသင်းရဲ့ဒီ attacking sequence တွေအာဆင်နယ်အသင်းရဲ့ပြီးခဲ့တဲ့ရာသီမှာအရင် systematic ကြတော့နေတဲ့ အကြောင်းအရာတွေကိုဒီရာသီမှာဘယ်လိုမျိုးဒါထူဖြတ်နေသေးပေါ့ဒါတွေအကြောင်းအရာတွေကအဓိက discuss လုပ်မှာနောက်တစ်ရက် forex နဲ့တပွဲတွေကိုပဲအဓိက focus ထားပြီးပြောမှာဖြစ်တယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ intro လေးပြီးသွားလို့ရှင်စားလိုက်ကြရအောင် ျွန်တော် intro မှာလည်းအရင်ကြီးရှိနေတော့ဗျ။ဘာလဲဆိုတော့ Arsenal အသင်းကနောက်ဆုံးပြီးခဲ့တဲ့ရာသီတွေမှာတို့ရှင် Arsenal အသင်းရဲ့အိမ်ကွင်းအားနည်းပါတယ်။ Arsenal အသင်းကအိမ်ကွင်းမှာတွင်းကိုတွေများများလိုအပ်နေပါတယ်။ဆိုတော့အကြောင်းအရကိုကျွန်တော်နောက်ဆုံး Arsenal အသင်းရဲ့ဗီဒီယိုတစ်ပုဒ်အနေနဲ့တင်ဆက်ပေးပြီးသွားပြီ။ဆိုတော့ Arsenal အသင်းကဒီရာသီမှာအိမ်ကွင်းမှာဒီထက်ပိုပြီး strong ဖြစ်ဖို့လိုနေတယ်လို့ပြောနေတဲ့အချိန်မှာ Arsenal အသင်းက Nottingham Forest နဲ့ပွဲမှာတိုက်စစ်၃ရောက်စလုံးကလုံးဝအသစ်တွေပွဲထွက်လာတယ်။တိုက်စစ်၃ရောက်မှာဆိုလို့ရှိရင် AZ ပြီးသွားလို့ရှိရင် Victor Yorcross ဒါအပြင်ကို နောက်ထပ်ကမရယ်ကီဆိုတိုက်စစ်တောင်းရစလုံးကတကယ်အစ်တစ်ကိုလဲမှာသလိုရှင်တဲ့ဒီကောင်ရိုက်စ်ကိုအနာပေးတာလေဒါက Nottingham Forest အသင်းကနီပြအစ်စ်ဖြစ်နေတဲ့ Boosted Go Blue ရဲ့လက်ထက်မှာပထမဆုံးဂျုံရတဲ့ Arsenal ဆိုတော့အာတော်တော်လေးစောင့်ကြည့်ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ Boosted Go Blue ဘာလို့မလဲပေါ့ Boosted Go Blue ရင် Tottenham Hotspur မှာတော့ Highlight Defense ကိုရင်တင်နေ ဒါပြင်ကို present နေရမ်းပေးတယ်ဒီပထမဆုံးပွဲမှာတော့လုံးနိုင်လိမ့်မယ်လို့တော့မမြင်ဘူးဒါပေမဲ့သူဘာလို့စမ်းသစ်မလဲဆိုတာကိုသိချင်တာဆိုတော့အဲ့လိုသိချင်တဲ့အတွက်ကြောင့်မလို့ကြည့်မိတယ်ကြည့်မိတဲ့အချိန်မှာအာဆင်နယ်အသင်းရဲ့ကစားတဲ့ဟောင်းကစစ်စစ်ပိုင်ပိုင်ရှိတာလေဒါပြင်ကိုအရန်ကြီး system အတွင်းထဲမှာဘောင်းထဲမှာဒါကြီးမဖြစ်ဖြစ်အောင်လုပ်နေပါမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ fluidity ကိုအာဆင်နယ်အသင်းစီမှာမြင်လာရတယ်ဒါကရေးပါတဲ့ချက်ပဲဒီရဒီမှာအာဆင်နယ်အသင်းကအတွင်းကိုအများဆုံး Premier League မှာအတွင်းကိုအများဆုံးအသင်းဖြစ်နေတဲ့အချိန်အာဆင်နယ်အသင်းရဲ့ SCA ဆိုတဲ့ short creation action တွေက 80နဲ့မှ9ချိန်ပဲရှိရဒါက22.25ပေါ့နော်မိနစ်90တိုင်းမှာ22ချိန်လောက်ပဲလှုပ်ထားတဲ့အနေအထားအဲ့ဒါကအာဆန်နယ်အသင်းကတွင်းကိုအများကြီးမြင်ရနိုင်ဘူးဆိုတဲ့အထိပယ်ကိုရည်ညွှန်းတဲ့အချက်လက်ရ data ရပေါ့နော်ဒါအပြင်ကို HG မှာသွားကြည့်မယ်ဆိုလို့ရှင်လဲအာဆန်နယ်အသင်းက6.2ပဲရှိသေးတယ်ဒါပေမဲ့အာဆန်နယ်အသင်းတွင်းထားတာတွင်းကို9ခုအဲ့တော့အာဆန်နယ်အသင်းရဲ့ဒီ expected goal နဲ့ပြောရမယ်ဆိုလို့ရှင်အာဆန်နယ်အသင်းကတိုက်စစ်က over performance ပြနေတာ plus 2.8ရှိဆိုတော့ဒီလိုတိုက်စစ်က over performance ပြနေအောင်လို့အရေးပါတဲ့ချက်ကပါလဲဆိုတော့ GC goal creation action Arsenal က goal creation action တွေမှာတော်တော်လေးကောင်းလာတယ်ဆိုတော့ဒီအကြောင်းအရာကိုပြောဖို့အတွက်ဆိုလို့ရှိရင်အရင်ဆုံး Nottingham Forest နဲ့ပွဲမှာ Arsenal ဘယ်လိုပစားလဲဆိုတဲ့အကြောင်းအရာကိုထိတ်ဆုံးကနေပြောရလိမ့်မယ်လို့ထင်တယ်အာ Arsenal အသင်းဒီလို goal အများကြီးရတာကလည်း league နဲ့ပွဲကအကြောင်းအရာတွေပါတယ်ဆိုတော့ညာလေ Arsenal အသင်းနေနဲ့ဒီရာဒီမှာသူ့ရဲ့ပေါင်တွေကနေဘယ်လိုမျိုးတစ်ခါတည်းမှာကျွန်ထွက်ပြီးကစားနေတယ်လဲဆိုတော့ ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့တော့ကဒီ Nottingham Forest နဲ့ပွဲကဒါအတိတားရဲ့လို့ပဲပြောရလိမ့်မယ်အဲ့တော့ပထမဆုံးအနေနဲ့ Arsenal တိရဲ့ဘေးရဲ့ play ကစားတဲ့ဟန်ကိုပဲအရင်ဆုံးပြောကြရအောင်ဆိုတော့ Nottingham Forest အတင်းက Postecoglou ကို glue ကစားနေတဲ့အနေထားတူမှာ Postecoglou ကတော့သူ့ရဲ့ red the diamond forward forward ဆိုတဲ့ pressing ကိုပြီးမှာပဲ forward forward ဆိုတဲ့ defensive play ကိုပဲကစားမှာပဲဒါကလည်း Arsenal တင်းကို pressure ပေးဖို့အတွက်လုံလောက်တဲ့ system မျိုးဖြစ်တယ်ဒါပေမဲ့ Nottingham Forest မှာတော့ Postecoglou အများကြီးလုပ်ဆရာကြံနေတယ်ဒါကိုလည်းကျွန်တော်တို့မြင်ရပါလိမ့်မယ်အဲ့တော့ အခုဒီမှာတို့ရှင်အာဆင်နယ်တင်းကသူတို့ရဲ့ဘေးရဲ့ပလေးကစားမင်းဆိုတဲ့ဟန်မှာနော်တန်ဖောရက်စ်က4141နဲ့ pressure ပေးထားတယ်အဲ့ pressure ပေးရနေတာမှာအာဆင်နယ်တင်းရဲ့ဘေးရဲ့ face တိဆောက်တဲ့ပုံကိုတစ်ချက်ကြည့်လိုက်လို့ရတယ်ဆိုတော့3 4ဆိုတော့ကိုယ်လည်းမှာဆိုရှင်၄ယောက်ထိနေရတယ်အဲ့၄ယောက်မှာတို့ရှင်ကိုယ်လည်းကစားမှာ၃ယောက်ပါတယ်ပြီးတော့ရှင် qualify ရပါတယ်ဆိုပုံမှန်အပြင်းတို့လို့ရှင်ဒီ pivot နေရာမှာရှိနေမဲ့ကစားသမားက qualify ဘာကြောင့်လဲဆိုတော့ပုံမှန်ကျွန်တော်တို့မြင်နေကြတဲ့အတိုင်းပဲဒီထဲကိုဒီအတွင်းထဲကို အင်ဗာတက်အနေနဲ့ဝင်မဲ့ကစားသမားကဖူးဘက်ကစားသမားဒါကအာဆင်နယ်တင်မဟုတ်ဘူးပြီးခဲ့တဲ့အတိတ်ကာလကလွန်ခဲ့တဲ့နှစ်ချောက်သုံးနှစ်လောက်ကပုံစံ system ဆိုတော့အာဆင်နယ်တင်းကဒီနေထားမှာတော့အဲ့ဒါလိုပုံစံမဟုတ်တော့ဘဲနဲ့သူတို့ရဲ့ဒီပြိုင်ဘက်ကစားသမားကို pressure မပေးပြအောင်လို့ဆွဲခေါ်ပြီးမှကစားတယ်အဲ့ဒီဆွဲခေါ်ပြီးတော့မှရလာတဲ့ space တွေကိုအာဆင်နယ်တင်းကတုံးချတယ်ဒီမှာဆိုလို့ရှိရင် defenses ဒီသူတို့ရဲ့ defensive သက်ဆောင်ပါသလိုရှိရင် midfield ကစားသမား2ယောက်က Merino ရဲ့ဒီမှာဆိုလို့ရှိရင် Zubimendi ရဲ့ နှစ်ယောက်က deep ကိုဆင်းပေးတယ်ဆိုတော့သူတို့ team ကိုဆင်းပေးတဲ့အချိန်မှာနောက်ကကစားသမားတွေကလိုက်ပြီးတော့ press ကိုပြီးကိုပြီးရမှာပဲအဲ့လို press ပြီးတဲ့အချိန်မှာသူတို့နှစ်ယောက်က press ပြီးလို့လွတ်သွားတဲ့ space ကို Odigan နဲ့ Color Fury အသုံးချတယ်ပြောရမယ်ဆိုရင် Color Fury က central midfield ကစားသမားတယောက်ဆန်ဆန်ကိုကစားနေရတာဆိုတော့အဲ့ဒါလိုပုံစံမှာဆိုလို့ရှိရင်ဒီမှာ Arsenal အသင်း BF Facebook ပေါ်သွားတဲ့ပုံကိုမြင်ရလိမ့်မယ်ဆိုတော့နောက်တန်းကဒါမျိုးလိုက်ပြီးတော့မှ press ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်ဒီမှာ အာဇူမင်မနီကနောက်ဘက်ကိုတစ်ချက်လဲကြည့်နေအောင်မြင်ရလဲမဲ့သူမြင်နေတဲ့ space ကိုသူတွေ့ရဲ့ဒီ space ကြီးကအခြေကြီးပဲအဲ့ဒီ space ကြီးကိုလည်းသူကောင်းသောသုံးချားလိမ့်မယ်ဒီ space ကပေါ်ဖို့ပေါ်လာမှာဘာလို့လဲဆိုတော့ဒီမှာရှိနေတဲ့ full back ကိုလှမ်းပြီးတော့မှ pressure ပေးဖို့အတွက်ဒီကစားသမားကတက်ကိုတက်ရတော့မှာတက်မဲ့ချိန်မှာကိုယ်လည်းမှာ space ကအခြေကြီးပေါ်လာဖို့ပဲရှိတယ်ဒါပေမဲ့4141ဆိုတဲ့ရှိတ်မှာဆိုလို့ရှိရင်နောက်မှကျန်နေတဲ့ဒီ DM နေရာက1ပေါ့နော်အဲ့ဒီ1ကဒီနေရာလွတ်မှာ ယူရမယ့်ကစားသမားကို pressure light ကိုဘေးကိုပေးရဲဆိုလိုပေးတဲ့နေထားမှာအချိန်အများကြီးမရှိဘူးဦးဒီကအကောင်းဆုံးသုံးချနိုင်တယ် Color Fury ကဒီမှာဆိုလို့ရှိရင် Central Midfield နေရာမျိုးတော့ရှိသွားခဲ့ပြီဆိုတော့ဒီနေထားမှာ Color Fury အတွက်ဒီဘက်ခြမ်းကသာ space ရနေရဆိုလို့ရှိရင်ဒီမှာသူ့အနေနဲ့ passing option ကနှစ်ခုတော့ရှိတယ်ဆိုတော့ progressive ပြီးဖို့အတွက် Central Midfield ကစားသမားနှစ်ယောက်စလုံးကအရန်နဲ့စောင့်နေတာကိုလည်းမြင်ရလိမ့်မယ်ဆိုတော့ဦးဒီကဒီဘက်မှာဆိုလို့ရှိရင် Marino ဆိုဒီလိုမျိုးအနေထားမျိုး BF face ကိုအာဆင်နယ်အသင်းကပုံဖော်နိုင်နေတာတွေကိုမြင်ရတယ်ဆိုတပွဲလုံးတိုက်တာမှာဒီ center back မှာဆိုလို့ရှိရင်လည်းအာဆင်နယ်အသင်းရဲ့တကယ် Saliba နဲ့ Gabriel အတွဲမဟုတ်ဘူးအာတကယ်လူငယ်တွေတဲ့တကယ်လူငယ်ကစားသမားဒါပေမဲ့လူငယ်ကစားသမားဆိုမဲ့ Spain La Liga မှာအသက်16နှစ်ကနေကပွဲထောက်ခွင့်ရထားတဲ့ကစားသမားတယောက်အနေနဲ့အာဆင်နယ်အသင်းကတော်တော်လေးအကျိုးရှိခဲ့တယ်လို့ပြောရလိမ့်မယ်ဒီကစားသမားလေး Moscow ကိုခေါ်ယူနိုင်ခဲ့တာက ဆိုတော့ Bayer Face တွေမှာ Arsenal အသင်းကတွားပြီးတော့မှရှုပ်လို့ရတဲ့အနေအထားမျိုးမဟုတ်တော့ဘူး။ဘာလို့လဲဆိုတော့ဒီရသည့်အခု Premier League ၄ဘွယ်ကစားပေးပြီ။ဒီ Premier League ၄ဘွယ်ကစားပေးတဲ့အချိန်မှာ Arsenal အသင်းရဲ့ disposition ပေါ်တော့ပြောရမယ်ဆိုရင်ဘောလုံးဆုံးရှုံးမှုကအကျဉ်း20နဲ့ Premier League မှာအနည်းဆုံးပဲ။ disposition ဒီလောက်နေတဲ့အနေအထားက Arsenal အသင်းဘယ်လောက်တော့မှ systematic ကျနေတယ်တည်းဆိုတာကိုမြင်ရလိမ့်မယ်။ဆိုတော့ Arsenal အသင်းကဒါမျိုး system manager လာတော့ဟုတ်ပါပြီ။ Arsenal အသင်းရဲ့ twin goal တွေကဘယ်ကလာသလဲပေါ့။ Arsenal အသင်းရဲ့ twin goal တွေက ဘတ်ပေါင်းစုံကလာနိုင်တာတွေကိုဒီကြေးမှာမြင်ရတယ်။အာဆင်နယ်အသင်းတွေနဲ့ဆပ်ပလီတွေကနေကစားနိုင်တယ်။ဒါအပြင်ကအာဆင်နယ်အသင်းတွေနဲ့တစ်ခါတည်းမှာဒီလိုမျိုး AZ လို့ပြီးသွားလို့ရှိရင် Metrogi လို့ရှိတဲ့အချိန်မှာသူတို့ရဲ့ progressive carries တွေ progressive distance တွေကတော်တော်လေးကိုမှမြင်မာလာတာကိုမြင်ရလိမ့်မယ်။ဆိုတော့ဒါကိုအရင်ဆုံးပြောဖို့အတွက်အာဆင်နယ်အသင်းရဲ့ဒီဒုတိယမြောက်ဂိုးပေါ့နော်။ပထမဂိုးကတော့အများကြီးပြောကြမှာရှိဘူး။ဆိုပေမဲ့ဒီရဲ့တကယ်ကိုမှကောင်းမွန်တဲ့ကံကြံလုံးဝထိချက်ကအဆ ပြည့်ချင်စရာမရှိတဲ့အနေအထားမျိုးကိုအာဆင်နယ်တင်ကဥဆောင်ဝင်ရခဲ့တာဆိုတော့ဒုတိယမြောက်ကိုမှဆိုလို့ရှင် color fury ကအတွင်းထဲကိုဝင်ထားတယ်အတွင်းထဲကိုဝင်ထားခြင်းမှာအာဆင်နယ်တင်ရဲ့ bear face ဟန်မှာတို့ရှင်ရင် midfield ကကစားသမား၃ယောက်ကိုလည်းဒီမှာတို့ရှင်မြင်ရလိမ့်မယ်ဒီ၃ယောက်ကထုံးစံတိုင်းမဲ့ဒီ4141ဆိုတဲ့ရှိတ်မှာဒီ1ဆိုတဲ့နေရာကိုအာဆင်နယ်တင်ကတိုက်ခိုက်မှာဒါကသူတို့ရဲ့ bear face မှာတိဆောင်းမဲ့ပုံစံဒါပေမဲ့ဒီနေထားမှာတို့ရှင်ရင်ဒါ မေပီကသားမတစ်ယောက်ကဒီကိုဆင်ပြလိုက်တယ်ဆိုတော့ညကလာဖီယိုရီကဒီနေသားမှာစီးထီကိုတက်ကိုတက်လာတော့မှဒါကအများကြီးအောင်ပြောစရာလုံးမဖြစ်ဘူးဒါကသူတို့ရဲ့ BF face ကစားတဲ့ပုံစံမေပီကသားမနှစ်ယောက်စလုံးကဒီပြိုင်ဘက်ကစားသမားရဲ့အကုန်လုံးဆွဲခေါ်သွားပြီးလွတ်နေတဲ့ space ကိုကျန်နေတဲ့ midfield ကစားသမားတစ်ယောက်ရဲ့ color fury ကတုံးချမယ်ဆိုတော့အဲ့ဒီအနေထားတစ်ခုမှာဒီမှာသလိုရှိရင်ပြိုင်ဘက်ကစားသမားက light ကိုလိုက်လာပြီ light လာတဲ့အချိန်မှာ DS space တဲ့ကိုနောက်ထပ်ဒီ center central ကစားသမားတစ်ယောက်ကဝင်လိုက်လို့ရတယ် အဲ့ဒီအနေထားအတွက်ပြန်ပတ်ကစားသမားတွေက deep ကိုပြန်စင်းကတယ်။နည်းနည်းလေးပြန်ဆုတ်ပါတယ်။အရင်ကြီး pressure မပေးဘဲနဲ့ပြန်ဆုတ်တယ်။ပြန်မရောမှစင်းတဲ့အချိန်မှာ Clavio အတွက် space ကအကျယ်ကြီးပဲ။ဒီမှာသူတို့ရဲ့4141 shape ပဲရသလိုရှိရင်ဒီရဲ့ကွန်းလေကြီးက space ကဒီကြားထဲမှာအကျယ်ကြီးရနေပြီ။ကျွန်တော်တို့ဓာကြီးကိုမြင်နေရလိမ့်မယ်။ဒါပေမဲ့ Clavio ကဒီအထက်ပိုတဲ့ SAC ကိုပေးဖို့အတွက်ကြိုးစားတယ်။ဆိုတော့ပေးဖို့အတွက်ကြိုးစားတဲ့နေထားတစ်ခုမှာ SAC ရဲ့ဒီလူကြုံထောင်ချောက်ကိုကြော်ဖြတ်တဲ့ပုံစံ ဒါအပြင်ကို SA ပြင်ကို Vita Your Cross ကရွေးရှာတော့တဲ့ပုံစံကအရန်ကမှ smooth ဖြစ်တယ်လို့ပဲပြောရလိမ့်မယ်ဒီမှာတို့ချင်း SA ပြေးထွက်သွားတဲ့အချိန်မှာတို့ချင်းလူကျုံဖို့အတွက်အနေငယ်ပဲလို့ကတကယ်ကမှအနေငယ်မှအနေငယ်တကယ်တော့ဒီကစားသမားသာဒီတက်ပို့ပြီးပါနဲ့မယ်ဆိုလို့ရှိရင်တော့ဖြင့်အာလူကျုံထောင်ကြောင့်ဖမ်းလို့ရနိုင်တယ်လူကျုံထောင်ကြောင့်ဖမ်းဖို့အတွက်ဖြစ်နိုင်ခြေရှိတယ်ဒါမှမဟုတ်လို့ရှိရင်လည်း SA ကို white area မှာကစားဖို့အတွက် pressure ပေးနိုင်လိမ့်မယ်ဒါပေမဲ့ ဒီကသားသမားကအဲ့ဒီအနေထားမှာရှိမနေဘူးဖူးဘက်ကသားသမားကအဲ့ဒီအနေထားမှာရှိမနေစေမှာအဲဇေးအတွက်အကောင်ဆုံးအကြိုက်ဆုံးအနေထားတစ်ခုပဲဒီအနေထားမှာအဲဇေးပေါ်လို့မရခင်မှာကျွန်တော်တို့ကြည့်ဖို့အတွက်လိုအပ်တာက Beta Yorkers Beta Yorkers ကဒီအနေထားမှာဆိုရင်ပြိုင်ဘက်ကစားသမားတဲ့ခြေလက်တလန်းတော့နောက်ကျနေအောင်တွေးရလိမ့်မယ်ဆိုတော့ okay ဒီပေါ်လုံးကို Color Fury ကတင်ပေးလိုက်တဲ့အချိန်မှာသလို့ရှိရင်ဒီမှာအဲဇေးအနေနဲ့ပေါ်လုံးကိုတိုက်ဖို့တော့မကြိုးစားဘူးလူဖို့အတွက် body ခုဖို့တော့မကြိုးစားဘူးပေါ်လုံး box ချမဲ့နေအောင်တွေးစားစောင့် စောင့်နေတဲ့အချိန်တပြိုင်တည်းမှာပဲ Fitter Yo Cross ကိုကြည့်လိုက်မယ်လို့ရှိရင်အဆုံးတော့ကပြန်ပက်တဲ့ခြေတလန်းခြေလန်းတဝက်လောက်နောက်ကျနေနေတာကနေပြန်ပက်တဲ့ခြေတလန်းဦးနေတဲ့နေထားရောက်သွားခဲ့ပြီဆိုတော့အဲ့ဒီနေထားရောက်တဲ့အချိန်မှာအဇင်းနေနဲ့ဘောလုံး bounce ဖြစ်တာကိုစောင့်နေဒီကကရန်ကိုရေးပါလေကစားသမားတယောက်အနေနဲ့ဘောလုံးကိုလူမာလာတော့မလို့ရှင်ဘောလုံးကို bounce ဖြစ်အောင်စောင့်ပါလားဆိုတော့ဒီနေထားကတင်ပက်ကအနေထားကိုလေကြည့်ရတယ်လို့ကိုယ့်ရဲ့ပြီးလွားတဲ့ဟန် ဘောလုံးကိုဘယ်လိုပြရမလဲဆိုတော့ဟန်မျိုးပြောမယ်ဆိုလို့ရှိရင်အတွေးခေါ်မျိုးဒီရဲ့ second line လေးမှာသူတို့တွေးထားတဲ့တွေးခေါ်ရရရန်ရေးကြည့်ရဲဒါကိုအစည်းကကောင်းကောင်းမွန်မွန်လုပ်နိုင်တယ်ဒီလေဂျီတို့ရိုးရိုးကစားနေတဲ့ martinelli ထက်စာရင်ဒါမှမဟုတ်လို့ရှိရင်ကောင်းမွန်မီဆွဲနေတဲ့ martinelli ထက်စာလို့ရှိရင်တော့အစည်းကဒီနေသားမှာပို့ပြီးတာတာတော့အမှန်ပဲအစည်းအနေနဲ့ဒီမှာသလို့ရှိရင်လောက bounce ဖြစ်မဲ့အချိန်ကိုစောင့်စောင့်နေတဲ့အချိန်မှာဒီ vector cross ကိုကြည့်မယ်သူလို့ရှိရင် vector cross ကပြန်ပတ်တဲ့ချီ တလန်နေပါလောက်တာနေတာနေတဲ့အချိန်မှာ Better Your Squad ကအစိုးပိုင်းမှာတော့ဒီ Exhibition ပချံကိုပြေးဖို့အတွက်အကြောင်းပြပြီးလို့ရှိရင်တစ်ပချံကိုပြေးမယ်ဒါကအထောင်တိုက်စစ်မူရီစီမှာမြင်နေရတဲ့အထောင်တိုက်စစ်မူခေါင်းနေမှာတွေ့ရတဲ့ sense ပဲဒါသူတို့ရဲ့ auto sense ဒါမျိုးကိုအားလဲဟာလဲစီမှာလည်းတွေ့ရမှာဖြစ်တယ်လို့အထောင်တိုက်စစ်မူတော်တော်များများစီမှာမြင်ရနိုင်မယ်ဒီနေသားကိုရောက်အောင်ပေးနိုင်ဖို့အတွက်ဆိုတာကတောင်ဝမ်မှာကစားနေကစားသမားတယောက်အတွက်အရေးကြီးဆုံးပဲဒါကို exit ကောင်းကောင်းလုပ်နိုင်တယ်ဘောလုံးကို bounce ကျလာတဲ့အချိန်ကိုစောင့်တယ် တစ်ချက် bounce ဖြစ်တယ်အဲ့ဒီဖြစ်လာတဲ့ bounce ကိုအဲ့ဒီကဒီမှာဆိုရှင် crossing ပေးဖို့တတဲပြီးနေပြီခြေတော့ဘူးတဲခြေတော့ကလုံးဝခိုင်ခံမှာမရှိနေပြီဆိုတော့တဲခြေတော့ခိုင်ခံမှာရှိနေတဲ့အချိန်မှာ better your crack ကလည်းတန်ဘက်ကိုခြေလန်းတလန်းတော့မကားတော့ဘူးဒီမှာဆိုရှင်နှစ်လန်းနီးပါးတော့ဒီဟာထားနိုင်ပြီဆိုတော့အဲ့ဒီဓာတ်တစ်ခုမှာပေးပုံမှုထိချက်ကတာမှန်ကန်သွားပြီဆိုတာနဲ့ကိုကဖုံးခနဲ့ပဲဝင်သွားခဲ့ပြီဆိုတော့ အာဆင်နယ်တင်းကပြီးခဲ့တဲ့ရာသီအင်္ဂွေနဲ့မှာခန်းစစ်အရန်ကစားပါတယ်ဆိုတဲ့အနေထားတစ်ခုကိုအာဆင်နယ်တင်းကဒီရာသီမှာလောင်းပေါ်နေတယ်ကစားနိုင်ပါတယ်ဆိုတဲ့ပုံစံတစ်ခုပြသသွားတယ်ဒါကလည်း Nottingham Forest ဖြစ်နေသူတို့လည်းပါပါပါကောင်းပါနိုင်လိမ့်မယ်ဒါပေမဲ့ Nottingham Forest ကနီးပြားအစ်င့်နေတယ်ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်ဒါပေမဲ့အာဆင်နယ်တင်းကပြီးခဲ့တဲ့ရာသီမှာလိုမျိုးတောင်းပန်းမှာပုတ်ပြီးကစားနေပါတယ်ဆိုတဲ့အတင်းမျိုးတောင်းပန်းမှာဒီ triangle shape တွေနဲ့ပဲအများနဲ့ကစားနေပါတယ်ဆိုတဲ့အတင်းမျိုးမဟုတ်တာတော့သိကြတယ်ဥပမာပြင် ဒီမှာ color theory ရသွားတဲ့အနေအထားမျိုးမှာဆိုလို့ရှိရင်တောင်းကန်ဒီလောင်းပေါ်မပေးပဲနဲ့ပေါ့နော်ဒီ bear play ကစားဖို့တော့အကောင်းဆုံးအနေအထားတစ်ခုပဲဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ရာသီအာဆင်နယ်အနေအထားရသလိုရှိရင်ဒီမှာဆိုလို့ရှိရင်ဒီကစားသမားကဒီကစားသမားကဒီဘက်ခြမ်းကိုထွက်မယ်ထွက်ပြီးတော့ဆိုရင်ဒီမှာ triangle shape တည်လို့ရတယ်အဲဒီက deep ကိုဆင်းမယ်ဒါမျိုးပုံစံနဲ့ bear face တည်ဖို့တော့အကောင်းဆုံးအနေအထားပဲဒါပေမဲ့လောင်းပေါ်ကိုအာဆင်နယ်ထင်ကကစားသွားတယ်ဒါကရန်ရေးပါတဲ့ချက်ပဲဒီအရည်မှာအာဆင်နယ်အသင်းကိုမြင်ချင်နေတာဒါမျိုးပုံစံလုံးဝမထင်မထားတဲ့ပုံစံတွေကိုမြင်ချင်တာ ဒီနေသားမျိုးမှာအရေးပါလာတဲ့နောက်ထပ်တစ်ခုက sub play တွေအာဆင်နယ်အသင်းရဲ့ sub play နဲ့ပတ်သက်လို့ရှိရင်သွားရှုပ်လို့မရအောင်အာဆင်နယ်အသင်းရဲ့ sub play ကတောင်းကန်ဘောတွေမှာပြီးခဲ့တဲ့ရာသီအနေထားရသလိုရှိရင်ဒါတောင်းကန်ဘောတွေမှာတွင်ကိုအများဆုံးအသင်းနဲ့ဖြစ်ခဲ့တဲ့ဒါအပြင်ကိုအာဆင်နယ်အသင်းရဲ့တောင်းကန်ဘောတွေကြောင့်မလို့ပရီးမီးယားလိဂ်မှာအခြေတည်တဲ့ဂိုးသမားတွေကိုကာကွယ်ပေးမှုဆိုတဲ့ကိစ္စကိုဆွေးနွေးကြရတဲ့အထီးကိုအာဆင်နယ်အသင်းရဲ့ sub play တွေပြောမှမဆိုချင်ဒဘောဆက်ဂျူရေးရှင်းတွေကစားတဲ့ဟန်ကအဆင့်တန်းတစ်ခုမှရှိတယ်ဆိုတော့ ဒီမှာဆိုလို့ရှိရင်လည်းအာဆင်နယ်အသင်းရဲ့ Trossard ကဝင်လာကစားဝင်လာကစားနေတာတကူမှအာဆင်နယ်အသင်းရဲ့တတိယမြောက်ကိုပုံပေါ်သွားတဲ့ပုံစံပါသလို့ရှိရင် Trossard မပေးဘူးအေးအေးဆေးဆေးပဲဒီမှာ Declan Rice ကိုပေါ်လုံးရအချိန်မှာကစားသမားတွေတော်တော်အကုန်လုံး Nottingham Forest ကကစားသမားတွေအကုန်လုံးက Declan Rice ကိုဒါအာယုံရောက်နေတယ် Declan Rice ကဒီနေ့ထားသွားနေပြီးတော့မှ process ကိုပြရ process ကဘောလုံးစပြီးတော့မှထိန်းတယ်ဆိုကနေကအပြင်ဘက်ကိုထိန်းတာအတွင်းထဲကိုထိန်းတာမဟုတ်ဘူး process ကဒါအတွင်းထဲကိုထိမ့်မဲ့လို့ရှင်ဒီရဲ့ပေါလုံးကဒါ maybe ကန်ကြက်လည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဒါပေမဲ့အတွင်းထဲကိုထိမ့်နေဆိုကြတဲ့ကအတွင်းထဲကို crossing ပြီးဖို့အတွက် process ကရည်ရထားပြီးသားဆိုတော့အဲ့အနေထားတစ်ခုမှာပဲရေကန်သစ်ကြာသစ်ဆိုသလိုပဲတော်ရ forex ကစားသမားတွေက decline rise စီမှာရောက်နေတဲ့အချိန်တက်သွားတယ်တက်သွားတဲ့အနေထားတစ်ခုမှာဒီမှာဆိုရှင် super mandy နဲ့နှစ်ယောက်တောင်မှလွတ်နေတာကိုတွေ့ရတယ်ပဲဒီနေထားကိုပဲ super mandy ကခေါင်းတိုက်ဆုံးတက်ပြီးတော့မှ arsenal တင်းအတွက်တတိယမြောက်ကိုသွင်းသွားနိုင်ခဲ့တယ်အဲ့တော့ ဒီရဒီမှာအာဆင်နယ်အတင်းကပရီးမီးယားလိဂ်မှာတွင်းကိုအများဆုံးတင်ဒါပေမဲ့ဒီရဲ့တွင်းကိုတွေအကုန်လုံးကသူတို့ရဲ့ဒီ short creation action တွေများနေလို့ HGD ကများနေလို့အာကိုဝိတဖုံဖုံကန်နေလို့တွင်းကိုများနေတာမဟုတ်ဘူးအာဆင်နယ်အတင်းက goal creation action တွေကိုပိုင်ပိုင်နိုင်နိုင်ဖန်တီးနေတာအဲ့ဒါလို့ဖန်တီးနေတဲ့အနေထားမှာလည်းပြီးခဲ့တဲ့ရာသီတုန်းကလူမျိုးတမယိုးကြပြီးသွားလို့ရှိရင်ကျွန်တော်တို့ Legido Yoyo သူတို့ရဲ့ဒီ triangle shape နှစ်ဖက်စီနဲ့ လုံးဝစစ်တန်ကြကြကစားနေတာမျိုးမဟုတ်ဘဲနဲ့ဒီအတိမာတို့ရှိရင်တို့ရဲ့ဒီ Notre Forest နဲ့ပွဲမှာပိုပြီးထင်းထင်းမြင်တာတာပေါ့နော်။ဘာလဲဆိုတော့ Metro K ရဲ့ကစားဟန်နေဒါတွေကိုအများကြီးမြင်လာတယ်။ဒါကအားရကျင်စရာပဲ။ Arsenal အသင်းမှာလိုအပ်နေတာကအဲ့ဒါတွေပဲ။ Arsenal အသင်းရဲ့ဒီအတိမာဆိုလို့ရှိရင် pass into penalty area က20နဲ့မှ5ချိန်ပဲရှိတယ်။ penalty area တွေကိုဘောလုံးပေးပို့မှုချိန်25ချိန်ဆိုတာက Premier League မှာဆိုလို့ရှိရင်ဒီ bottom half ထဲမှာရှိတယ်။ ပြောချင်တာကပိနေတီဘောက်ဆဲကိုဘောလုံးများကြီးညီပေးပို့နေရမျိုးလည်းမဟုတ်တလို့ဒီသူတို့ရဲ့ပန်စင်နေရလေဒီအရီမှာအရင်အများကြီးရှိနေမှာမဟုတ်ပန်စင်နေအများကြီးနဲ့ sequence တင်တိုင်းနဲ့တိဆောက်နေမှာမဟုတ်ဘူးအာဆင်နယ်အသင်းကဒီအရီမှာအာ squad ပန်စင်က total attempt ကပေါ့နော် total attempt က pass attempt က1900တန်းမှာ6ချိန်ပဲရှိတယ်ဒါက modern half time မှာပါတယ်လို့ပဲပြောလို့ရတယ်ဒါအပြင်ကိုအာဆင်နယ်အသင်းရဲ့တိုက်စစ်တွေတော်တော်များများကဒီအရီမှာတို့လို့ရှိရင် carries တွေကနေများများလာနိုင်တာကိုတွေ့ရတယ်။အာသလီတင်ကဒီရာဒီမှာ progressive carrying total distance က9963ရ8963ဒါက Chelsea နဲ့ Liverpool ပြီးလို့ရှိရင်အများဆုံးနေထားပဲ။ဆိုတော့ Arsenal အတင်းကဒီတက်ပို့ပြီးတော့ progressive carries တွေလုံနိုင်နေတယ်။အဲ့တော့ progressive carries တွေကပြီးခဲ့တဲ့ရာသီမှာ Arsenal သင်းစီမှာမမြင်ရတာတော့မဟုတ်ဘူးနော်။ဒါပေမဲ့ progressive carries တွေကို AZ တို့လိုကစားသမားမျိုးတွေနောက်ပြီးကြလို့ရှိရင် Madrid G လိုကစားသမားမျိုးတွေကလုတ်ပြီးနေတာ။ အဲ့ဒါကအာဆင်နယ်အသင်းရဲ့ဒီရာစီမှာကြီးမားပြောင်းလဲမှုပဲဒါပြင်ကိုစကွတ်တက်ကလည်းဘယ်နေထားမျိုးမဆိုအာဆင်နယ်အသင်းကအေးဆေးဆေးဆိုတဲ့ခြေနေတကူရောက်နေပြီဆိုတော့အာဆင်နယ်အသင်းအတွက်ဒီရာစီမှာ HD အများဆုံးကစားသမားကိုကြည့်ပါဆိုလို့ရှိရင် Feder Yo Cross ကိုမြင်ရလိမ့်မယ်ဒါကအရန်ကောင်းတဲ့ချက်ပဲတိုက်စစ်မှုတယောက်က Premier League ကိုရောက်လာတယ်ဒီအနေထားမှာသူ့ရဲ့အတွေ့အကြုံနဲ့ပရီးမီးယားလိဂ်မှာတွင်ကိုတွေစတိုက်တွင်ယူနေနိုင်တယ်။ဒါကဗက်တာယောခရက်စ်ကတကယ်ကိုမှကောင်းတဲ့အစပြုမှုတစ်ခုပဲ အာဆင်နယ်အသင်းမှာဘက်တာယောခရက်ကိုဒီတပ်ပူပြီးတော့မှလုံနိုင်ကြိုင်နိုင်အောင်လုပ်ပြီးဖို့အတွက်ကစားသမားတွေအများကြီးလည်းရှိနေပြန်တယ်။အာဆင်နယ်အသင်းကသူတို့ရဲ့ဒီဖက်စင်တွေအတွက်အဓိကပြီးနေတဲ့ကစားသမားတွေကစင်တာဘက်ကကစားသမားတွေမစ်ဖီးကကစားသမားတွေဆိုလို့ရှိရင်ဇူဘေမန်နီနဲ့ဒီကလာရိုက်စ်ကပါအောင်တော့တရားလိမ့်မယ်။ life pass တွေဆိုတာကပြောမှလည်းရှင် BFA တိစားဖို့အတွက်အရေးပါတဲ့ best တွေကို Gabriel ဇူဘေမန်နီဒီကလာရိုက်စ်ပြီးတော့လို့ရှိရင် Mosquera ဒီလိုကစားသမားမျိုးတွေကပြီးနေတာတွေကိုမြင်ရလိမ့်မယ်။ဒါအပြင်ကိုအာဆင်နယ်အသင်းအတွက် Go Creation Action GCA ဂျီစီမှာသလိုချင်အာဆင်နယ်တင်းကဂိုးကြီးရှင်အာရှင်16ကြိမ်နဲ့ပရီးမီးယားလိမှာအဆင့်တပြဂိုးကြီးရှင်အာရှင်4.25မိနစ်90တိုင်းမှာ4.25ရှိတယ်အဲ့ဒီနေသားကအာဆင်နယ်အသင်းရဲ့ဂိုးကြီးရှင်အာရှင်တွေကိုဘယ်သူလုံးနေမှာလဲဆိုတာဆိုတဲ့အချက်ကစိတ်ဝင်စားဖို့ကောင်းနေမယ်အာဆင်နယ်အသင်းဒီရဒီရရှိနေတဲ့ဂိုးတွေအကုန်လုံးမိပါကဂိုးခရစ်ရှင်အရှင်နေများနေလို့ရတာဆိုတော့အဲ့ဒါတွေအကုန်လုံးကိုပြီးခဲ့ရာဒီမှာလုံးကလို့စကားလောက်တာဒါမှမဟုတ် OD ကလောက်တာလားဘယ်သူကလောက်တာလဲပေါ့ ဂိုကရီရှာရှင်နဲ့အများကြီးကိုဘယ်သူကလုတ်ပြီးနေတာလဲစတိုက်ဘယ်သူကအများကြီးလုတ်ပြီးနေတာအာဆင်နယ်အသင်းမှာဂိုကရီရှင်အရှင်အများဆုံးလုတ်ထားတဲ့ကစားသမားကကလဖီရီသူ့ရဲ့ဂိုကရီရှင်အရှင်ကမှတ်ကြိမ်ပဲရှိတယ်ဆိုတော့ကျန်တဲ့ကစားသမားတွေကဒီဂလန်ရိုက်စ်တို့ဆူဝေမန်နေဂျူရန်တင်ဘာမက်ဒရကေအဇေအီတနော်နီပြီးသွားလို့ရှင်ထရော့ဆက်အစားရှိကစားသမားတွေပဲဆိုတော့အာဆင်နယ်အသင်းကဒီယာဒီမှာကစားဟန်ကို သူတို့သွားစင်တဲ့ပုံစံသူတို့ရဲ့အရင်တော့မှလေကြီးတို့ရိုးရိုးမဟုတ်တော့ဘဲနဲ့အာဆင်နယ်တင်းကပုံစံမျိုးစုံကစားနေနိုင်ပြီဆိုအောင်မြင်ရလိမ့်မယ်ဆိုတော့တစ်ဖက်အတင်းကပိတ်နေတယ်မလားအရန်ကြီးပိတ်နေတယ်မလားအစင်းတွေနဲ့တော့တိုးစန်းဆိုပြီးတော့မှဒါမှမဟုတ်မက်ဒူရယ်ကီတို့နဲ့တိုးစန်းဆိုပြီးတော့မှဒိုးကိုင်းတို့ရတဲ့အချိန်တွေတကွကွန်းလန်မှာဇိုဝေမန်ဒီဒီကလန်ရိုက်စ်အိုဒီတန်နဲ့မရအောင်မလားမရီနိုထည့်လို့ရမယ်ဒါအပြင်ကိုတခြားတော့နောက်တန်းမှာတော်လို့ရှင်ရယ်ဆလီဘာနာနေရနေဒါတကွမှာတော့မှမော်စကိုရာကအကောင်းဆုံးကစားနိုင်ကြီးတယ် ဲ့တော့အာဆင်နယ်တင်းကအပတ်ပတ်အရာရာမှာပြည်စုံနေတဲ့ချိန်တွေပုံမှန်ရှိနေပြီဒီရသည်မှာအာဆင်နယ်တင်းပဲဖလားစိန်ခေါ်နိုင်မလဲဆိုတာကတော့ကျွန်တော်တို့ဆက်လက်ဆောင်ကြရလိမ့်မယ်ဘလိုပဲနေနေပရီးမီးယားလိဂ်မှာလေးပွဲကစားပြီးသွားပြီတပွဲပဲရှုံးတာတယ်အဲ့ဒီပွဲကလီဗာပူးနဲ့ပွဲဆိုဘစ်လိုင်းရဲ့ဖရီကစ်ကိုခွင့်ပြုခဲ့ရလို့ဒါလင်ကိုအာဆင်နယ်တင်းရှုံးနေခဲ့တာအဲ့တော့အာဆင်နယ်တင်းပဲထိရောက်နိုင်မလဲပေါ့ဒါတွေကကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ရမယ့်အကြောင်းအရာပဲဖြစ်ပါလိမ့်မယ်။ဆိုတော့ဒီရသည်အာဆင်နယ်အသင်းကိုဘယ်လိုမြင်လဲ။အာဒေတာအနေနဲ့ပြီးခဲ့တဲ့ရာသီလုံးကလိုမျိုးပဲ အင်ကွင်းမှာအရန်ကြီးခါစစ်ကိုပဲအရန်အားပြုနေအောင်ပါလားခါစစ်ကိုပဲ systematic ကြာကြာနဲ့ကစားနေအောင်ပါလားဒါမှမဟုတ်လို့ရှိရင်လည်းဒါမျိုးပောက်ကွဲရပြင်းထန်တဲ့အစည်းတို့အာမတွေ့ကေရိုးနဲ့အတူတူပဲဒီလိုမျိုးအိမ်ကွင်းနိုင်ပွဲကိုပြက်နိုင်ပွဲတွေကိုစတိုက်ဖန်တီးနေအောင်ပါလားဒါတွေကိုတော့ကိုလူလိုခံမှန်းကြည့်ကြအောင်ပေါ့ဆိုတော့ကျွန်တော်နောက်တဲ့ဗီဒီယိုတစ်ပုဒ်မှာပဲထပ်ပြီးတော့မှတွေ့ကြပါ